ဆိုင်တကူဖောက်သွားလို့ဒီမှာပြရမယ်နော်ကျွန်မလည်းအခုအဲ့သူအဲ့အပေါ်ဓာတ်ကနေပြီးပြရမယ်ကျွန်မပြရမယ်အဲ့ဒါအဲ့လိုဖောက်သွားတာပါအလုံးမင်္ဂလာပါမွေး channel ကိုချစ်စွလိုက်ပါတယ်မိုးတစ်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့ဒီဆိုင်ရှင်အမရဲ့ဗီဒီယိုလေးပေါ့နော်ဗီဒီယိုရဲ့မှာဆိုလို့ရှင်နော်ဒီဆိုင်ရှင်အမကဆိုင်မှာမရှိတဲ့အချိန်မှာပေါ့နော်တခိုးတွေကဆိုင်ကိုဖောက်ထွင်းပြီးတော့ပေါ့နော်ပစ္စည်းတွေကိုခိုးသွားတယ်ဆိုပြီးတော့ပြပြလာပဲဖြစ်ပါတယ်ဗီဒီယိုရဲ့မှာဆိုလို့ရှင်နော်အပြည့်အစုံပါပါတယ်ကြီးတဲ့အမျိုးတွေအတွက်လည်းဘဟုတုတ္တတင်ငန်းစာ ရရှိအောင်ပြန်လည်မျှဝေလိုက်တာပဲဖြစ်ပါတယ်အရောက်မှာကြောက်ဖို့ကောင်းတယ်ပေါ့နော်ဗီဒီယိုလေးကိုဆုံးထိလက်ပတ်ကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရှင့်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင် search ကလေးတွေလည်းဗီဒီယိုလေးအမကောမန့်လေးတွေရေးပြီးလို့ပြပါရှင့်ဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင်နော်ဆိုင်တခိုးဖောက်သွားလို့ဒီမှာပြရမယ်နော်ကျွန်မလည်းအခုမှသတင်းသိရတော့လေအိမ်ကနေပြီးတော့ချက်ချင်းလာတာပေါ့နော်ချက်ချင်းလာတာသူကဘယ်လိုမျိုးလဲဆိုတော့ဟိုကလေလူမရှိတဲ့အချိန်ပေါ့နော်ဆိုင်ကညီမလေးတွေကဟိုဘက်ကိုနှိမ့်ရက်သွားတဲ့အချိန်ပေါ့နော်သူကဆိုင်ရှိမှလည်း ပေါ်တဲ့အပေါ်တဲ့ညီမတို့ကဒါထက်ခိုးနေဟိုကလည်းနှစ်ခုရှိတာပေါ့နော်အဲ့သူအဲ့အပေါ်ဓာတ်ကနေပြီးပြမှာညီမပြမှာသူဘလို့လောက်ပါဒီမကြီးအဲ့အဲ့လိုဖောက်သွားတာပါအဲ့လိုအဲ့လိုသူကဒါညီမတို့ဒါခလေးမလေးတွေအိတ်တဲ့နေရပေါ့နော်ဒီမကြီးအဲ့လိုမျိုးသူကဒီကနေပြီးဝင်နေဆိုင်ရကြတော့ညီမတို့ကဒီလိုမျိုး ီလိုမျိုးသူကအဲ့ဆိုင်ရကြတော့သူကဟိုဝင်လို့မရအောင်ဒီဘေးတွေကလည်းဝင်လို့မရအောင်ဒီဘက်တွေကလည်းဝင်လို့မရအောင်အရှိရလည်းသူကဘာကြတကားဆိုဝင်လို့မရအောင်ဝင်လို့မရတော့သူကဘယ်လိုလုပ်လဲဆိုတော့သူကဟိုးအိမ်ရှိရနေပြီဒီဘက်ဘေးကိုပတ်ပြီးဝင်လိုက်တယ်ဝင်ပြီးဒီတောက်လျှောက်ပရင်းပေါက်တွေသူလိုက်ဖွင့်ကြည့်ကြည့်လိမ့်မယ်လုံးဝဖွင့်လို့မရအောင်မရတဲ့ဆုံးကြတော့သူဒီဘေးကနေပြီးတော့လမ်းတောက်လျှောက်ကနေပြီးတော့အဲ့တခိုးကတက်လာလဲပြီးလဲပြီးတော့ဒီမှာကြည့်ဒီဟာကြီးကိုဒီနန်ရံကြီးကိုဖွင့်သွားတယ်ဖွင့်သွားလဲပြီးတော့ဒီမှာသူတို့ရဲ့အဝတ်တွေရောအကုန်လုံးပွားပလဲပြီးတော့အကုန်လုံးဒီမှာ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  ဒီအပေါ်မှာရှိသမျှဟာတွေအကုန်လုံးကအဲ့လိုတွေအကုန်အဲ့လိုတွေဖြစ်သွားတာအကုန်အဲ့လိုတွေဖြစ်ပြီးတော့ညီမတို့ဒီစတိုကန်းထဲမှာရှိတဲ့ပစ္စည်းတွေကတချို့ဟာတွေအဝတ်အဓိကတော့တို့အဝတ်စားတွေခိုးတာပေါ့နော်အဝတ်ထုတ်ပေါ့နော်ညီမကြီးမကြီးဒီလိုမျိုးညီမဆိုရင်ဒါအခုမှအပြင်ကနေပြီးတော့တိတိချင်းအတင်ပြေးပြီးတော့လာတာညီမကြီးဒီပေါ်တွေဆိုအကုန်လုံးဖွာလှန်ပြီးတော့အကုန်လုံးရှာမနက်ပိုင်းကဆိုလို့ရှိရင်ဒီအောက် ကကောင်တာတွေပေါ့နော်ကောင်တာတွေမှာဆိုဆာရွက်တွေအကုန်လှုပ်ပြခဲ့တာဒီနားတွေအကုန်လုံး လွတ်ပစ်ခဲ့တယ်။ဘာတွေပြောက်လဲဆိုတော့ဒီမှာကြီးပြမှာဟိုအောက်ကိုဆိတ်မိပြမှာသူတို့ယူသွားတဲ့ဟာတွေကပြီးတော့ညီမတို့ကလေဒီမှာ సై မာ CCTV နှလုံးတက်ထားပါဘောနော်ဒီမှာတစ်လုံးဒီမှာတလုံးဒီ CCTV ကသူကဒီဟာဒီဟာဟိုးအိမ်ရှိကိုလည်းတောက်လျှောက်မြင်ရတယ်ပြီးတော့ဟိုအလုံးဟိုနောက်မှာတလုံးတွေ့လာဒီပန်ကားရဲ့ဒီနားမှာအဲ့အလုံးကလည်းသူကဒီဘက်ကိုအကုန်လုံးမြင်ရတယ်ညီမတို့ဒီဘက်ကိုအကုန်မြင်ရအဲ့တော့ညီမတို့ကဟို CCTV ပြန်ကြည့်မှာပါ သူတို့ကဒီလေကားကနေတက်သွားတာအဲ့အဲ့ဟိုကနေဝင်ဒီကနေပြီးအပေါ်ကနေတက်ပြီးတော့ဒီတကိုင်းလောင်ထက်ကိုမကြောက်လန့်ပြီးဒီကနေဆင်းပြီးတော့သူတို့ဒီမှာဒီမှာရှိဒီမှာအချိန်ကလည်းပြည့်တော့မယ်ဒီမှာဒီမှာရှိတဲ့အထုပ်တွေအကုန်လုံးတချို့ကအကုန်လုံးမအောင်မအောင်သူတို့ခိုးဘက်ပရင်းပေါက်ကနေပြန်ထွက်သွားတာပေါ့နော်အဲ့လိုမျိုး ကျွန်မဒီနေ့အလုံးဝမ်းမြောက်ပြောရှင်နေပါတယ်ချင်းဝမ်းမြောက်ပြောရှင်ရတဲ့အကြောင်းရင်းလေးကတော့ကျွန်မပစ္စည်းပြောက်တာလေးရှာတွေ့လို့ဖြစ်ပါတယ်အဲ့ဒီပစ္စည်းပြောက်ရှာတွေ့တာလည်းပဲပေါ့နော်ကျွန်မအလော်ဆွဲမြေယုံကြည်သွားဖြစ်ရွတ်ဆိုတဲ့ဂါထာလေးတစ်ပုဒ်ကြောင့်ဖြစ်ပါတယ်အဲ့ဒီဂါထာလေးကိုကျွန်မပြောပြပါမယ်မိတ်ဆွေတို့လည်းပဲအားလုံးလည်းသိပြီးသားဖြစ်မယ်လို့ယုံကြည်ပါတယ်ဒီဂါထာအလွန်နာမည်ကြီးပြီးအလွန်တကူကြီးတဲ့ဂါထာလေးဖြစ်ပါတယ် ဒီကထားလေးကတော့မြတ်စွာဘုရားရှင်ကဘာရကုတလမင်းသားဘဝမှာတော့ငါပေါ့နော်သူကလူသားဖခင်နဲ့မိခင်ဘလူးမာကြီးတို့ရဲ့အသားတော်ဖြစ်တယ်ဒါကြောင့်သူကလူပြည်လူရကိုပြန်ကျင့်တဲ့အတွက်ကြောင့်မလို့လူပြည်ကိုထွက်ပြေးတဲ့အချိန်မှာမိခင်ဘလူးမာကြီး သူတားလို့တီးလို့မရတော့ပဲနောက်ဆုံးထွက်ပြေးတဲ့အချိန်မှာလူပြည်ရောက်လို့ရှိရင်ပေါ့နော်အဲပညာမတက်မှာဆိုလို့လောက်ကန်ရှာပွဲစားတော့ရခက်မှာဆိုလို့သူကဒီကာထာလေးကိုပေးပြီးတော့လူပြည်မှာလိုသလိုစမ်းဆောင်ဆိုပြီးသူသားလေးကိုပေးတဲ့ကာထာလေးဖြစ်ပါတယ်ဒီကာထာလေးကကျမမှတ်မိတာကတော့ပေါ့နော်ကျမတို့၆တန်းထဲမှာကျမတို့အတန်းမိုင်ဆရာမ ပေါ့နော်ပစ္စည်းပြောက်လို့ရှိရင်ဒီကထားလို့ရွတ်ပြီးပစ္စည်းရှာရှာလို့တွေ့တယ်လို့ဆရာမကသင်ပေးတာဖြစ်ပါတယ်အဲ့ဒီတည်းကကျွန်မအမှတ်မိနေတာဖြစ်ပါတယ်အဲ့တော့ကျွန်မတို့အတန်းထဲမှာတက်တက်ဆိုတဲ့ကလေးမလေးကသူကလက်ကလေးထွက်ပြပြောက်တာပေါ့နော်ပြောက်တော့ဒရန်းလုံးလက်ရှာလို့မတူတော့ဆရာမဒရန်းလုံးကိုဒီကထားကိုယူခိုင်းပြီးတော့လိုက်ရှာတာဖြစ်ပါတယ်နောက်ဆုံးမှာတော့အဲ့ဒီငကွေးလေးကိုပေါ့နော်ဒီပစ္စည်းလက်ထားတယ်နောက်ဆုံးအမိုက်ပုံတွေထဲမှာသွားပြီးတော့တွေ့တာဖြစ်ပါတယ်အဲ့တော့လေဘလောက်သေးတဲ့ပစ္စည်းလေးဖြစ်ဖြစ်ပေါ့နော်နောက်ဒီကထားရဲ့အစွမ်းကိုကျွန်မတို့ကငငယ်လေးကယုံကြည်သွားတာပေါ့နော်ဒီအတတိလာတဲ့အချိန် မှာတော့ဒီကထားရတခြားသောအစားအသောက်တွေတကိုးတွေအများကြီးရှိတယ်ဆိုတာကိုလည်းပို့ပြီးတော့သိလာရတဲ့ပေါ့နော်အဲ့တော့ကျွန်မငငယ်လေးတွေရနေပြီးတော့မှာပေါ့နော်ဒီကထားတော့ပစ္စည်းပြောက်လို့ရှိရင်အများအားနဲ့ဒီကထားလေးရုပ်ပြီးရှာရင်ချက်ချင်းတွေ့ပါတယ်ကျွန်မပေါ့နော်အခုဒီတပတ်အတွက်မှာပစ္စည်းပြောက်နေရလေးရှိတယ်အဲ့ဒီပစ္စည်းပြောက်နေရလေးကျွန်မရှာလို့မတွေ့ဘူးလက်နာလေးတွေရှာလို့မတွေ့ဖြစ်နေရပေါ့နော်ဘလို့မှရှာလို့မတွေ့ဘူးအထားမှားပြီလားပေါ့နော်အဲ့နောက်ဆုံးမှာတော့ကျွန်မမနေ့တော့ ဒီဂါထားလေးကိုရွတ်ပြီးတော့မှရှာတာဖြစ်ပါတယ်ရှာလဲရှာရောရှာပြီးတော့ဂါထားလေး၃កောက်မြောက်မှာပဲအဲ့ဒီပစ္စည်းကရှာလို့တွေ့ပါတယ်ပထမရက်မှာတည်းလုံးမိုးမြင်လန်းဆာတော့ရှာလို့မတွေ့ဘူးဒါပေမဲ့ဒီဂါထားလေးကိုရွတ်ပြီးတော့เนาะ၃ချိန်မြောက်မှာကျွန်မပြောက်နေတဲ့ပစ္စည်းလေးပြန်ရှာတွေ့ပါတယ်အဲ့တော့ကျွန်မမလေးကအဲ့ရဝန်သားနဲ့ပြောချင်မယ်မအားလို့ပေါ့เนาะဒီနေ့မှလာပြောပြတာဖြစ်ပါတယ်ဒီဂါထားလေးရဲ့အဓိပ္ပာယ်ကိုကျွန်မပြောပြပါမယ်အဓိပ္ပာယ်ကတော့ဖရာအမြတ်ဆုံးယတနာတရားအမြတ်ဆုံးယတနာတန်ခါအမြတ်ဆုံးယတနာလို့ခေါ်တဲ့ဒီယတနာမြတ်သုံးပါးဟာပူဇော်စိတ်ကရ ကိုးကွယ်ထိုက်ပါတယ်ဒီယတနာမြတ်သုံးပါးကိုပူဇော်ဆီကတ်တဲ့သူတွေရဲ့ပေါ့နော်စိတ်မှရှိတဲ့လိုအင်စန္ဒဟူသမျှတို့ဒီပေါ့နော်သူကအမြန်ဆုံးချက်ချင်းပြည့်စုံပါစေသတည်းဆိုတဲ့အဲအတိတ်ပဲလေးဖြစ်ပါတယ်ဒလွန်ကိုအစွမ်းဖက်ပြီးအလွန်တကိုးကြည့်တဲ့ကာထာဖြစ်ပါတယ်ဒါကြောင့်မလို့တိပိသားမိတ်ဆွေတွေလည်းရှိမယ်မတိသေးတဲ့မိတ်ဆွေတွေလည်းရှိနိုင်ပါတယ်အဲ့တော့ကျမမတိသေးတဲ့မိတ်ဆွေတွေအတွက်ကတော့ဒီဒီဗီဒီယိုရဲ့အဆုံးမှာပေါ့နော်ကျမ ဆရာတော်ဖျားကြီးအတန်အဓိကထားရဲ့စာစာကြောင်းလေးတွေကိုဒီမှာတင်ထားပါတယ်ဒါလေးကိုတစ်ဆက်တည်းကြည့်သွားလို့ရပါတယ်ရှင်ရှင်မိတ်သူတို့လည်းပဲပေါ့နော်ယုံကြည်သွားပြီးအကြည်ညိုသွားပြီးပူဇော်နိုင်ကြပါစေရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်စိန်ဓာမဏိဒီမှာကျုံမန္တလေးမှာနော်ကျုံနေပြိုကြဟိုဟာတွေတိုက်တွေပြိုကြဒီမှာကျုံစိုက်မကျုံဟိုဟာနိုင်ရည်အပ်ကွဲပြီးတော့ဒီမှာကျုံလုံးဝဟောင်းလောင်းဟိုဘက်ဒီဘက်ကိုအဲ့လိုကြီးဖြစ်သွားတာပါတနေရာတည်းမဟုတ်ဘူးဒီမှာကျုံတောက်ရှောက်ဟိုဘက်ဒီဘက်ကိုအကုန်လှမ်းမြင်နေရအဲ့တနေရာပြီးတော့ဒီမှာဒီဘက်ဒီဘက် ကြိုက်အမှန်သမျှအဲ့လိုနိုင်ရန်နေအကုန်လုံးအဲ့လိုကြီးဖြစ်သွားတာဒီမှာယူငလင်းလောက်တာအဲ့ဒီမှာဒီနားလေးအဲ့လိုကြီးဖြစ်သွားတယ်ပြီးတော့ဒီမှာဟိုနားလေးရောအဲ့လိုမျိုးတော်သေးတယ်ပြုံမကြောက်ပါနဲ့ကျေးဇူးတရားမဟိုနားလေးပါအဲ့လိုမျိုးအကွဲကြီးဖြစ်သွားဟိုနားလေးပါပြီးတော့ဒီမှာဟိုဘက်တွေရောဟိုတော်တော်ဆိုးပါတော့မန္တလေးမှာလေအကုန်လုံးပြုတ်ကြပြုတ်ကြဒီမှာရန်ကုန်မှာအဲ့လိုတွေဖြစ်သွားကျမတို့ဆိုင်ဆိုရင်ဒါဟိုနေ့ဖြစ်တယ်ပြောရမယ်ဟိုပြိုကြပြီးတော့ကလေးတွေကျမတို့တွေအကုန်လုံးပြီမသေးတာပဲကျေးဇူးတင်ပါဒီမှာကျောင်းငလင်းအဲ့လောက်နဲ့ရက်ပါလို့ဒီမှာကြီးတောက်လျှောက်အဲ့ဒါ ဟိုဘက်ဒီဘက်ကိုဖောက်ထွင်းပြီးတော့မြင်နေရတယ်နော်အပြောလို့မရအောင်အာနည်းနည်းတာထက်ပြီးအဲ့ထက်ပိုလှုပ်မယ်ဆိုလို့ရှိရင်ညီမတို့ပြိုကျသွားလောက်ပြီဒီမှာဒီကြားထဲကဟာကြီးဆိုရင်လုံးဝတော်တော်ငင်းဖြစ်တဲ့ဟာကြီးဒီကြားထဲကအကွဲချောင်းဆိုရင်လေအာနောက်ထပ်2မိနစ်လောက်တော့ဆက်လှုပ်ကြည့်အာကျမတို့ပြိုကျပြီးတော့အဝိတ်တွေရောလူတွေရောရှောင်းဆောင်ရအောင်မဟုတ်တော့ဘူးညီမတို့တော်တော်ဆိုးတယ်နော်အချိန်နေရပြီးတော့ဒီမှာဒီနားတွေရောညီမကြီးအာဒီမှန်နာဆိုပိုဆိုးညီမကြီးညီမကြီးတောက်လျှောက်ကြီးညီမကြီးညီမကြီးတောက်လျှောက်အဲ့လိုမျိုးကြီးဖြစ်သွားတာပါလို့ သူများတွေစီတော့မသိကျွန်တော်တို့ဆိုင်ရတော့ရန်ကုန်မှာနေပြီးတော့အဲ့လိုဖြစ်သွားတယ်။တွားပြီ။ကုန်ပြီ။ မွဲဗီဒီယိုလေးကိုစောင့်ထိလက်ပတ်ကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်ဗီဒီယိုတစ်ပတ်ဆိုလို့ရှင်တော့ဒီတခိုးတွေကအရောက်မှတောင်းညံ့တယ်ပေါ့နော်ပစ္စည်းပြောက်သွားလို့ရှင်ပေါ့နော်ဒီရွတ်ဆိုတဲ့ခါရာလေးကြောင့်ဒီပစ္စည်းတွေပြန်တွေ့ရဆိုပြီးတော့လေဒီအမတ်တယောက်ကပြောလာပေါ့နော်ထိတဲ့အမျိုးလည်းဘဟုတုတ္တသင်္ကန်းစာရလိမ့်မယ်လို့ပြောလိုက်ပါတယ်ရှင်မွဲဗီဒီယိုလေးကိုစောင့်ထိလက်ပတ်ကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လဲမိုးဆက်ဒီတဲ့နေ့ဟာတာဗီရဘူးတရရဲ့စာဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတင်ဆက်ပေးတတ်မှာမို့မွဲ channel လေးကိုလာရင် subscribe နှိပ်တော့ဖို့တောင်းဆိုပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တတား